ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆ ्याम ကြီးခင်းနေယူရေးသားတဲ့မိချိုဆိုတဲ့ဝတ္ထုရဲ့အပိုင်းတက်ပဲဖြစ်ပါတယ်မိချိုအပိုင်းတက်တက္ကတရံကျမတို့ဒီကိုနှင့်ဘယ်လိုမှ မပတ်သက်မဆက်ဆံဘူးသူတို့အတွေ့အလို့များတတ်ကြပေသည်ထို့သူတို့ကိစ္စအတွေ့အုံနောက်ရှုပ်တတ်ကြသည်မှာတကယ်တော့အံ့ဩစရာပင်ဖြစ်ပေသည် ကျမအောင်နောက်ရှုပ်ခဲ့သောဇလံကို ကျမ၏မိတ်ဆွေချင်းများဖြစ်သောစာဖတ်သူတို့နှင့်မိတ်ဆက်၍ပေးလိုသေးသည်။စာဖတ်သူတို့၏ဆုံးဖြတ်ချက်ကိုလည်းရယူလိုပေသည်။ကျမနေသောရက်ွက်သည်ရန်ကုန်မြို့နယ်နေနမိတ်အတွင်တွင်ရှိတော်လဲ။နေသည့်ပဲသည့်တည်တွင်ထားသလိုအသည့်သတ်မှတ်ထားသောရက်ွက်ဖြစ်သည်။ကုတ်ကိုင်းလမ်းမကြီးနှင့်ကျမတို့ရက်ွက်ကိုမြေနီလမ်းငယ်လေးနှင့်ဆက်၍ထားပေသည်။ကျမတို့ရက်ွက်ထဲတွင် များသောအားဖြင့်ပင်စင်စားများ ကျောင်းဆရာများစသောလူအေးများနေကျမတို့အိမ်နဲ့လေအိမ်ကြားတွင်မှဝက်လုံဥအောင်သာကျော်နေပေသည်သူ့အိမ်လေးသည် ပြင်တောင်တက်သားအိမ်ဖြစ်၍ရှေ့တွင်မြေကွက်လတ်များများကို နောက်ဆုတ်ချမ်း၍ဆောက်ထားပေသည်ကျမတို့ပြောင်းရွှေ့လာသည်မှာ၃လလောက်ရှိသေးတော်လဲဥအောင်သာကျော်နှင့်မိတ်ဆွေဟောင်းကြီးများလိုခင်မင်ကြ၏စောင်းဦးနဲ့နဲ့တွင်၎င်းမိုးဤလှပတာရသောညနေဆောင်များတွင်၎င်းဥအောင်သာကျော်နှင့်အတူကုတ်ကိုင်းလမ်းမက်ကိုထွေ၍လမ်းလျှောက်ကြ၏ သူ့ကောင်တစ်ခုလုံးသည်ဆွတ်ဆွတ်ဖြူ၍နေတော်လဲသူ့လျှောက်ပုံသွားပုံမှာဖြက်လက်တွက်လဲလာသည် အရက်မြင့်၍အသားညို၏ကောကိုင်းတဲ့မျက်မှန်ထူကြီးကိုအစင်တက်ထားပေသည်သူ့အသက်50ကျော်ပြီဆိုတော့လဲလူငယ်တယောက်လုံးသွာလာလောက်ကိုင်းနေတတ်ပေသည်ညနေဆောင်များတွင်ကျမတို့ခြံဝင်းလေးတဲ့သို့လမ်းလျှောက်လာကသူ့လိုက်ခဲ့သောအမှုခင်များထဲမှအမှုဇမ်းများကိုပြော၍ပြတတ်ပေသည် အမှုမှာပြော၍မဆုံးလဲနောက်တနေ့လမ်းလျှောက်ချိန်တွင်ဆက်၍ပြောတတ်ပေသည် ကျမတို့လမ်းလျှောက်ရပြန်တိုင်းမြင်းလေးလမ်းနဲ့ကုတ်ကိုင်းလမ်းဆောင်တွင်တိုက်အိမ်ပြားကြီးတစ်လုံးရှိပေသည်တိုက်အိမ်ကြီးသည်ဆင်ဝင်းနှစ်ထပ်နှင့်ပုံရိုးပင်ဖြစ်တော်လဲမှန်ပြတဲ့များအများကြီးဖောက်ကာမှန်ပြများတတ်ထား၍ကျမသည်တိုက်အိမ်ပြားကြီးဟု အမည်တက်လိုက်ခြင်းပင်ဖြစ်သည်ခြံဝင်းထဲတွင် ပင်ဆောင်ပင်မြင်းများအုံအုံဆိုင်ဆိုင်ဖြစ်နေပေသည်မိုးဦးကြစား၌စကားပန်းရင်နှံသည့်ခြံပင်လမ်းတို့ပင်မှွေကြိုင်နေတတ်ပေသည်သို့တော်ထိုအိမ်ပြတဲ့တို့သည်များသောအားဖြင့်ပိတ်၍နေတတ်၏ ခြံဝင်းတကားမှာလည်းတခါတရံသာပွင့်၍ကားနဲ့တစည်းဝင်သွားတတ်ပြီသည်တခြားလှုပ်လှုပ်ရှားရှားနဲ့လူသွားလူလာကိုမှလုံးလုံးမတွေ့ရသလောက်နေပါပြီသည်ကျမအဖို့မူဤချမ်းကြီးနားမှာဖြတ်၍လမ်းလျှောက်လာသည်ကိုနှစ်သိမ့်နေ၏ဆက်နေရသည်တွင်ကျမအလုံးမှပြန်၍ဤလမ်းမှလျှောက်သွားတိုင်းတိုင်းရံတမျိုးကအစင်မွေးရနေဒီမှာကျမဖို့ဂျီနူးနှစ်သိမ့်စရာဖြစ်နေပြီ။ ဥအောင်သားကျော်နဲ့လမ်းလျှောက်ချိန်တွင်လဲကျမသည်ဤချမ်းမပန်းရံတဲ့အကြောင်းနဲ့မှန်များပြပုံအင်ဂျီတိတ်ဆိတ်ပုံကိုခဏခဏဆိုသလိုပြော၍လာမိပေသည်ကျမသည်လောကကိုသိဖို့ငယ်ပေသေးသည် အပြောကျဲသောလောကတွင်ပညာများကနှစ်နေ၏အသည့်တရားတို့ကတိမ်မွေ၍ထိတွေ့သိမြင်ရန်ခက်ခဲလှပေသေးသည်ဥအောင်သားကျော်လိုလူချင်းများနှင့်တွေ့ဆုံ၍သူတို့ကပညာဤသဘောတရားတို့ကို ပြောပြတွင်တင်စဉ်တွင်နာယူမှတ်သားရပါ၏ ို့တော့ဥအောင်သားကျော်စကားများကိုဘယ်လိုပင်နားထောင်လေ့လာပေမဲ့ဤချမ်းကြီးအနာရောက်ရင် ကျမသည်စကားကိုဖောက်၍ဝင်ပြော၏စကားစဖြတ်ပြေးလိုက်မိ၏တခါတည်းရန်ဥအောင်သားကျော်သည် ကျမကိုတအံ့တော်ကြည့်၏မိန်းကလေးနဲ့ဒီချံကိုဘာလို့များဒီလောက်ဆွဲလိုက်ရလဲကွယ်ကျမသည်အာနာသွား၍ခေါင်းငုံပြစ်လိုက်ရတော့လေဤချံထဲတွင်ပုံမြင်များအများကြီးရှိသလိုတွားရောက်ကြည့်ရှုခြင်းသည်တဆင့်ပြောသူတို့ထံမှလည်းနားထောင်ခြင်းပဲသည် တနေ့ညနေရင်မူဥအောင်သာကျော်သည် ဖိုင်တွဲချုပ်ထားသောစာရွက်တစ်ထပ်ကြီးတနေ့ညနေရင်မူဥအောင်သာကျော်သည် ဖိုင်တွဲချုပ်ထားသော စာရွက်ထပ်ကြီးတစ်ထပ်ကိုယူ၍ကျမတို့အိမ်ထဲသို့ဝင်လာသည်မခင်ယူလာစားဟိသူသည်ကျမလက်ထဲသို့စာဖိုင်တွဲကိုလှမ်း၍ပေး၏ကဲအန်ကယ်လေကိစ္စတခုရှိလို့တွားအောင်မယ်ဒီစာရွက်တွေကိုဒီညဖတ်စမ်းပါပြီးတော့ဒါဟာမှတ်တမ်းလားဝိထုလားဆိုတာဖတ်ပြီးမှတ်ချက်ပေးစမ်းမှာကွယ်ဟင် ကျမအံ့ဩတလို့လို့ဘာလို့လို့နဲ့ကြောင်စီစီကြည့်ရနေမိသည်မယင်နဲ့လေကွဲဒီမတန်းအပေါ်မှာမူတည်ပြီးလူတယောက်ကိုတရားဆွဲရမယ်ပြီးတော့အဲ့ဒီထဲကစားတွေဟာမင်းရဲ့အချက်တော်အိမ်ပြားကြီးနဲ့ဆက်ဆက်နေတယ်။အိုးကျမဒီဥအောင်သားကျော်လက်ထဲမှာစာပိုင်တွဲကို ကမန်ကရန်ပြေး၍ယူလိုက်စိတ်ချအန်ကဲဒီညပြီအောင်ဖတ်ပြီးအန်ကဲကိုကိုညီပါမယ်ခိုင်းညင်ရတာဒါခိုင်းအဖိုးကြီးအားကျမတို့ခြံတကားဝါထီလိုက်၍ပို့လိုက်ပါသည တညလုံးတွင်တော့ကျမသည်ဖိုင်တွဲရှိစာရွက်များကိုတရွက်ပြီးတရွက်လှန်၍ဖတ်နေပေသည်အမှန်တော့အိမ်ပြချင်းနှင့်သာမဆက်ဆက်ပါက ထိုစာရွက်များကိုစိတ်ဝင်စားစွာနှင့်ကျမဖတ်မည်မဟုတ်ပေထိုစာရွက်များကိုယောက်ျားတစ်ယောက်သည်မှတ်တမ်းတပွဲရေးသားဟန်ရှိပေသည် ကျမသည်ဆက်၍ဖတ်နေမိပေသည်ကျွန်တော်ဒီသူ့ကိုဒစိမ့်စိမ့်ကြည့်ရင်မိချိုကိုတတိယယူနေပြီ။ သူ၏လှုပ်ရှားမှုများနှင့်မိချို၏တွင်မြင်နေထားတို့သည်တူကြသည်မဟုတ်ပေ။သို့သောသူသည် မျက်ခုံးကိုခြေကားမျက်တောင်များကိုကော့၍နက်မောင်လောက်အောင်ဆေးသပွတ်တန်နှင့်တဆင်းတွင်လဲမိချို့ကို ကျွန်တော်တတိယမိ၏။သူသည်ဆက်ကူပုံတစ်ခုကို မျက်ခုံးပေါ်တင်၍လာ၏အကွေးကဲ့သို့မျက်ခုံးကိုဆေးနှင့်ဆွဲစင်တွင်လဲကျွန်တော်သည်မိချို့၏မဲဆုပ်ဖွာသောမျက်ခုံးများကိုတတိယ၍နေမိပေသည်။ သူအလှပြင်ရောက်အခန်းစီသို့ပင်လယ်လေညင်းတို့သည် ဖြည်းညင်းစွာ ဝင်ရောက်လာကြလေသည်သူကိုမှ ပေါတာရနံလက်ကိုလိန်သောစီမွေးရနံနှင့်ခေါင်းလိန်စီမွေးနံများသည်တခန်းလုံးတွင်မွေးကြိုင်တင်ပြန်၍နေပေသည်ကျွန်တော်နှာခေါင်းများသည်မှွေခြင်းဟူသောခန္ဓာယုံကို ခံစားလိုသောသဘောရှိပုံမရပေ။ကျွန်တော်သည် ပြတင်းတကားရှိရာသို့ထ၍သွားမိပေသည်။ပြတင်းအပြင်တွင် တောင်မြင်သည်ပင်လယ်ရေဆက်ကိုပြေးပြေးလျှော၍ဆင်းသွားပေသည် ပင်လယ်ရေလိုင်းသည်နှက်ပြာရောင်ဖြစ်နေတော်လဲလှိုင်းဤဥထိန်များသည်ဆွတ်ဆွတ်ဖြူကာဆန်ဖြူသောအဖို့အိုတယောက်လိုတလိမ့်လိမ့်လူ၍ကမ်းပါးကိုထီထွေးလာသည်ယခုအမြင်တွင်ကျွန်တော်စိတ်သည်ပင်လယ်လိုင်းတို့အားအဖို့အိုတရန်ထင်မြင်ခဲ့တော်လဲမိချိုနှင့်ဤငပလီကန်းကြီးကိုရောက်ဆင်ကမူမိချိုကတမျိုးပြောခဲ့ပေသည်ရေလိုင်းတွေကလည်းရေနတ်သမီးလေးတွေကရမတ်ပန်းဖြူကို တကောင်းလုံးဆွတ်ဆွတ်ဖြူအောင်ပန်းပြီးရေထဲမှာလူးလိန်ဆော့နေကြတာနဲ့မတူဘူးလားအကိုရဲ့မိချိုသည်ရေထဲသို့ပြေး၍ဆင်၏သူသည်ရေလိုင်းများနှင့်အတူတန်ကုန်ဟိ၍အော်၏တခြင်းများကိုဟိ၍ဟိ၍ဆိုသည်လိုင်းကောင်းဖြူများက သူ့ကိုယ်ပေါ်ကြော်၍ပုတ်သွားလျင်သူသည်လက်ခုပ်လုံးဝတည်းကလိုင်းလုံးထဲတွင်လှိမ့်၍မြို့နေတတ်ပေသည် ထိုချိန်တွင်ကျွန်တော်သည်ဒူကောင်းလောက်နဲ့တော့ရေစံနာတွင်ငုတ်တုတ်ထိုင်၍နေမိပေသည် ်မိချိုသည်ဘာကိုများပျော်ရွှင်နေပါလဲဟူ၍မတွေ့တတ်အောင်ခေါင်းရှုပ်နေတတ်ပေသည်မိချိုသည်လှိုင်းတို့ကြားမှသူ့လုံကြီးကိုမနိုင်တနိုင်ဆွဲ၍လာ၏သူ့စပင်များသည်ရွှဲရွှဲဆိုကလုံကြီးကလည်းကျွတ်လွတ်လွတ်ဖြစ်ဖြစ်နေပေပြီသူ့ရင်သားများသည် လုံကြီးတစ်ဝက် ဖုံးထားရာမှပွင့်အန်းထွက်လို့ဆဲဆဲဖြစ်နေတော့သည်အကိုခိုးဘက်စီမှာရေသိမ့်မနဲ့ပါဘူးမိချုံနဲ့အတူလိုက်ခဲ့ပါ ကျွန်တော်ဒီခေါင်းကိုအတွင်တွင်ခါ၍ညှင်းဆန်တော့အခါ သူသည်ကျွန်တော်ဘေးတွင်ပြည့်၍ထိုင်လိုက်သည်အရှင်းနဲ့အနာမတွေ့ကြဘူးဆိုပေမဲ့အကိုနဲ့မိချိုကြတော့လာညားသေးတယ်ကွာသူသည်ညီညီတွားတွားပြောက သူ့လုံးကြီးပြင်၍ဝင်နေလေသည်အကိုကပင်လယ်နဲ့တွေ့လို့လည်းမပြောတတ်ရီထဲမှာလည်းမဆော့တတ်အမှန်တော့လိုက်တန်းပြေးတန်းကစားရတာပျော်ရွှင်ကောင်းတယ်မိချိုကလည်းကွယ်ကျွန်တော်ဒီရှုပ်ရှုပ်ရှက်ရှက်အဆော့လွန်သောခလေးတယောက်ကိုအော်လိုက်တယ်လို့သူ့ကိုအော်လိုက်၏ မိချိုသည်ဘာမှပြန်မပြောဘဲကျွန်တော်လက်ကိုဆွဲကာကန်းဆက်သို့တက်လာတက်လေသည်မိချိုပြောသည်မှာမှန်ပေသည်သူနှင့်ကျွန်တော်သည်အရှင်နှင့်အနောက်ကဲ့သို့ဖြစ်ပေသည်ကျွန်တော်သည်ရေကိုကြောက်၏ရေဝေးသောအညာလွင်တီးခေါင်တွင်မွေးဖွားလာခဲ့သူဖြစ်၍ရေဤအလှပကို၎င်းပျော်ရွှင်နှစ်သိမ့်ချာကို၎င်းကျွန်တော်မခံစားတတ်ပေရေကိုပင်လုံးဝမကိုတတ်သူဖြစ်၏မိချိုကအမျက်ဝကြုံပေါ်သူဖြစ်သည်ရေဆိုလင်သူ့မိတ်ဆွေလိုအယောဝင်၏ ရေနှင့်တွေ့လင်သူသည်ကလေးငယ်လိုပျော်ရွှင်မြူးတူးစွာဆို၏။ငါငယ်လိုပင်ရေထဲတွင်ကြံလဲစွာကူးခတ်၍သွားသောအခါကျွန်တော်သည်ကန့်ဆတ်မှငေး၍နေမိပေပြီ။ကဲကိုကိုရေဖြူဖီးလိုလိန်လိုပြီးပြီ။ထမင်းစားဆိုလား။ကျွန်တော်ကမိချိုအကြောင်းမိမြတွေ့ရင်သူကသူ့ကိုယ်တို့ဘယ်လောက်အလှပြင်းနေသည်မသိသူခေါ်တန်းကြရကျွန်တော်ကြည့်လိုက်တော့အခါသူသည်လှပစွာဝှက်စား၍ပြီးနေပြီ။ ထို့ချိန်တွင်နေလုံးသည်ပင်လယ်၏ရေမျက်နှာပြင်တွင်ရပ်နား၍ရေလိုင်းများကိုနှုတ်ဆက်နေလေသည်။နှိဖြော့ဖြော့နေခြင်းသည်ပြင်းထဲမှကြော်၍သူ့ပတ်ဝန်းကျင်တွင်ရင်မြူးရင်နေပေပြီ။သူသည်ဘီရာယောင်နိုင်လွန်လက်တုံနှင့်ကြောချက်နှက်ပြပိုးတုံကိုဝှေ့၍ထားပေ၏။သူ့အသားသည်ရင်တော်အဝတ်ထည်၏အယောင်ကြားထဲမှဆွတ်ဆွတ်ဖြူ၍ပေါ်နေပေသည်။လှပါပေသည်။ချောပါပေသည်။ရှင်တန်းရှုမောအံ့ဩလောက်အောင်လှပေ၏ဟူ၍ကျွန်တော်ရင်ထဲမှရေရွမိ၏ သူနှင့်တွဲ၍ထမင်းစားကန်းစီသို့ဝင်၍လိုက်ပါသွားမိပေသည်ထမင်းစားပွဲသည်အထက်တန်းစားဥရောပတိုက်သားတို့၏စားပွဲကဲ့သို့ခန္ဓာတည့်ရလှပေသည်တကယ်ဆိုရင်ဤကဲ့သို့ထမင်းစားပွဲ၌လှပသူချစ်စနီးနာတွင်ထိုင်ကညစာစားရခြင်းသည် နှစ်သိမ့်ပွဲပင်ဖြစ်၏ဇနီးဤကိုမှအေးချိုသောရနတ်သည် ထမင်းစားကန်းတစ်ခုလုံးတွင်တင်းပြန့်၍နေသည်မဟုတ်ပါလော့ သို့တော့ကျွန်တော်ဒီဇနီးတဲ့အားကြည့်ရင်မိချိုကို တရိယာရည်နေပြန်သည်သူဒီဇပွဲတို့လာချပေးသောပကံတဲမှငတလောက်ပေါင်းများကိုကျွန်တော်ပကံတဲတို့ထည့်၍ပေး၏ထိုချိန်တွင်ငပလီကန်းချိန်၌ငတလောက်သည် မစားခြင်းအဆုံးပေါ်လာ၏ရွှေပဇွန်တို့မှလည်းတပိတ်သာမှတစ်ကြက်နှစ်ကြက်ဖြစ်သည်ကျွန်တော်ထမင်းပကံနာတွင် ရွှေပဇွန်စီပြံပကံမှရဲရဲနေနေ၍ပဇွန်ကွေးများကလည်းစားခြင်းဇပွဲဖြစ်နေပေပြီအသည်ရွက်ချိုချင်းကြော်တစ်ခွက်ကိုလာချပြန်သည် သူသည်ကျွန်တော်ပကံတဲသို့ခတ်၍ထည့်ပြန်၏သူဤဖွင့်နူသောလက်ကိုမမြင်မိချိုဤမျက်နာကိုကွက်ခနဲမြင်မိပေသည်မိချိုသည်ငါတလောက်ကို အလွန်ချိုက်၏ငရအိုကိုမကြီးသည့်ဥပေါင်းနှင့်စီပြန်ဖြစ်ဖြစ်ချက်စားရလဲသူအလွန်ထမင်းမိန်တတ်ပေသည်သို့တော့ကျွန်တော်အညာသားကမူမိချိုကိုဆူမိ၏လူရိုင်းကြနေတာပဲမိချိုဟာအညီအဟောက်တိတ်ကြိုက်တာပဲကို့စွဲပေါ်တော့ငါတလောက်ဟင်းတို့ငရအိုတို့တော့လာမတင်နဲ့ကွာ မိချိုသည်သူကြိုက်သောအစာများကိုမစားတော့ကျွန်တော်နှင့်အတူပဲကြီးစီပြန်စုဖို့ဟင်းချို ခရမ်းကျင်သည့်ကြံများကိုရော၍စားပေသည်ယခုတော့ကျွန်တော်ပကံတဲ့သူဇနီးခင်ဖြူဖြူသည်ငတ်တလောက်ပေါင်းများကိုထည့်၍ပေးပြီးပြီကျွန်တော်အလွန်ရွံသောပဇွန်စီများရွှေပဇွန်များကိုလည်းထည့်၍ပေးလေသည်ကျွန်တော်ဒီမငင်းဆန်မိပဲနှိမ့်၍မြိုနေပေသည်မထူဆန်းပေဘူးလား မိချိုနဲ့လာစင်ကထမင်းချက်ကိုခေါ်မလာခဲ့ပြီမင်းတို့အောက်သူအောက်သားတွေချက်တာအဆောင်ရောင်သာများပြီးရတာကြတော့ဘာမှလည်းမရှိဘူးထမင်းချက်ခေါ်မလာပါနဲ့မိချိုရမိချိုဒီထမင်းချက်ကိုမခေါ်ခဲ့ကျွန်တော်ကြိုက်တယ်လို့အညာချက်များကိုမဖြစ်ဖြစ်အောင်ချက်ခဲ့လေသည်ကျွန်တော်ဒီဖဲဝင်ဖော်သောဇပွဲခင်းများကို၎င်းရေရောင်ဟတ်နေသောဇပွဲတင်ပန်အိုးများကို၎င်းဝါသနာပါသူမဟုတ်ပေထမင်းစားကန်ဤတွင်ဖဲချောင်းဖောက်လက်ဖက်ပဝါပြူကို ဖန်ခွက်အတွင်းမှဆွဲယူ၍ပေါင်မော်ရင်ခင်းကဇုံးခရဲနှင့်စားရသည့်အလုပ်ကိုကျွန်တော်ကစိတ်မောဤခရမ်းကျင်သည်နှင့်ငကြီးကြောက်စီပံကိုလက်နှင့်သာယူ၍ပဲချင်းဟင်းနှင့်လွေခဲ့သူဖြစ်သည်မိချိုတို့အောက်ပြည်သည်ပထမဆုံးအနောက်မှယဉ်ကျေးမှုများဝင်ရောက်ရာကုလူဆက်ဆံရာဖြစ်ခဲ့၏ထို့ကြောင့်မိချိုတို့တွာလာလှူရှာမှုတွင်ပြင်ဟန်ပန်တို့သည် အနောက်ဟန်တဝက်ပါသည်ဟုဆိုလင်းမှားမိမဟုတ်ပေမိချိုသည်ကျွန်တော်နှင့်ရာခာစားကထုတ်ခဲ့သောပင်ဇပွဲကိုလှပအောင်ပြင်သည် ဆက်လက်ရွယ်နုနုခင်တာသော ပကံပြားပေါ်၌ကျက်သွန်သည့်အကွင်းနှင့်ခဲန်းကျင်သည့်နေနေအဝိုင်းများဘေးပတ်လဲတွင်စီ၍ထားသည်အလဲတွင်မူကျက်သားပြုတ်ကျော်များကိုထည့်၍ထားသည်စားကန်နီမှာအင်္ဂလိပ်ချင်းရင်နှင့်ရော၍ပြတတ်၏အလကားကွာဒါရီမလို့ချင်ပါဘူးတကယ်စားတော့လဲဘာမှရတာရှိတာလည်းမဟုတ်ပြီးဆန်းပြီးဆန်းကျွန်တော်သည်သူ့ဤကျက်သားပကံကိုလှမ်းယူကာရောနှော၍မှွေပစ်လိုက်၏ကျက်သွန်ရောခရမ်းကျင်သည့်တို့ပါကစင်ကရဲနှင့်ပကံထဲတွင် ပြန့်ကျဲ၍နေကြပေသည် ိချိုသည်ကျွန်တော်ကိုငြိမ်သက်စွာကြည့်၍နေရမှကျွန်တော်ကြိုက်သောဘူးရွက်ကြော်ကျက်ဟင်ကို၎င်းငဖဲ့တုတ်ကို၎င်းယူ၍လာလေသည်ယခုတော့ကျွန်တော်သည်ဖဲဝင့်ဖော်သောခုံခင်းဖြူဖြူပေါ်မှကျွန်တော်ယွန်ရှာသောဟင်များကိုစွန်းခရင်နှင့်စား၍နေပြီဖြင့်မထူဆန်းပေဘူးလားဖြူသည်ထမင်းစားစဉ်တွင်စကားအများကြီးပြော၏တချို့ကိုကျွန်တော်ကြားလိုက်မိသည်တချို့ကိုကျွန်တော်မကြားမိပေကျွန်တော်ဘာပြန်ပြောမိသည်ကိုလည်းကျွန်တော်ကိုယ်တိုင်သတိမထားမိပေ ထမင်းစားပြီးရင်ကန်းစားမှာခဏလမ်းလျှောက်ရအောင်မယ်။ညနေဆောင်ရင်စစ်တွေကဝင်းတောင်များမစင်ရွာကနေကြကားနဲ့လာလဲလိမ့်မယ်။ဖြူဒီဧည့်သည်များလာမိအကြောင်းကိုပြောပြတော့လဲကျွန်တော်စိတ်မဝင်စားမီ။စစ်တွေမှဝင်းတော့ဒီမစင်ရွာဘိုးတဲတွင်တဲကိုနေသည်ကိုတော့ကျွန်တော်သိ၏။အေးလေဖြူကြည့်ပြီးအခန်းလိုက်ပေါ့ကွာ။ကျွန်တော်ဒီထမင်းစားကမ်းမှထွက်၍လာခဲ့လေ၏။ဖြူနှင့်အစီကံများသည်ဘိုးတဲဧကန်ကိုရှင်းလင်း၍နေလေသည်။ ညဘက်တွင်လိမ္မော်ရီနှင့်ရန်ကုန်ကိတ်မုံကိုကြွေးကာဧကံမီဟုဆို၏ကျွန်တော်သည်လှေကားမှဆင်း၍ကန်းဆက်ရှိရာသို့လျှောက်ခဲ့မိသည်ကန်းဆက်သည်တိတ်ဆိတ်၏ရေလိုင်းတံမှတပါအခြားအတံများကိုမကြားရပေရေလိုင်းတံသည် ကားတံကဲ့သို့၎င်းဆက်တံကဲ့သို့၎င်းစိတ်နှွမ်းစရာကောင်းသည့်အတံမျိုးမဟုတ်ပေမှန်မှန်လေးလေးနှင့်တဘာဝ၏ငင်းချမ်းသောအတံဖြစ်သည် ပင်လေလေးညင်းသည်ကဘာရှိအုံးလက်များကိုတိုးဝေတိုက်ခတ်နေလေသည် နေလုံးသည်ပင်လယ်တွင်မရှိတော့လဲကောင်းငင်တွင်မူအလင်းရောင်ရှိနေသေးသည်ဒီရေကျသွား၍ခက်လန့်လန့်၌ကြောက်တောင်နှံမဲမဲသည်ပေါ်၍လာလေသည် ရေဆိုနေသောတဲပြံပေါ်တွင်ခရုလုံးလေးများဤချေရသည်ရှုပ်ပွား၍နေပေသည်သူတို့သည်တရွေ့ရွေ့တွားသွားနေရမှကျွန်တော်အနာသို့ရောက်လင်းငြိမ်သက်၍တည်နေသောခရုကွန်လိုရပ်နေကြပေသည်ကျွန်တော်သည်တဲပေါ်တွင်နေသောကြောက်ကုန်တစ်ခုပေါ်တွင်ထိုင်နေမိသည်ပင်လယ်သည်အဝေးတွင်မှိုင်းပြ၍လာလေ၏ အနောက်ဖက်တွင်မှ၍နက်မောင်လာသလောက်အရှိခွင်တွင်မူရွှေကြီးမြန်တန်းတို့သည်ရိုးရိပ်မြပေါ်လာလေသည်။နက်ပြသောရေပြင်သည်လည်းတက်လက်လက်တောက်ပ၍လာလေသည်။ကောင်းငင်သည်ပြာမောင်၍ကျဲဝင့်ငယ်ကလေးများသာတဖိတ်ဖိတ်တောက်ပ၍နေလေသည်။လအကွေးသည် အရှိရေပြင်တွင်မိတင်လာသောအခါလှိုင်းတို့သည်ငွေနကားလိုလှပစွာလွလွန်လာကြလေသည်။အုံးလက်များပင်လေလေညင်းတွင်တိမ်မွေ့စွာလှုပ်ရှားကခုန်ကြ၏။ ငွေရည်များသည်လည်းအုံးလက်ချာမှစိမ့်ယို၍တဲပြင်တွင်မမြဲသောပကြေကားကို ရေးချဲကြလေသည်။လာရောင်ွက်သည်အတီမနေတဲပြင်ပေါ်တွင်လှုပ်ရှား၍နေလေသည်။တကယ်ဆိုတော့အဝါဆိုသည်မှာတဲပေါ်တွင် ပကြေရေးချဲသလိုဘာမှမရေရာလှပါကလားဟု၍ကပြားဆရာတဦး၏ယူဆချက်ကိုကျွန်တော်ပြန်လဲ၍ရေရွတ်မိ၏။ယခုမှ ကျွန်တော်သည်ဤစာတွေများကိုခန်းစားတတ်လာ၏။ မိချိုနှင်လာစဉ်ယခုလိုညမျိုးကိုမိချိုကပို့၍သဘောကျသည်ပင်လည်းဤရင်တွင်တွင်လာရောင်ကြီးများသည်အိတ်ဆက်နားနေသည်ဟုဆိုသည်ဖြင်းညင်စွာတိုက်ခတ်နေသော လေညင်းကိုရှုရှိုက်ခါမတ်တက်ရက်နေသောအခါတွင်မူသူသည်တစုံတစ်ခု၏အညို့ခံရသလိုငြိမ်သက်မိန်မော၍နေတတ်ပေသည်အမှန်တော့ညံ့မာတိုက်တဲ့ပင်လည်းလေးကပုံမြင်တွေကိုတီထိုးပြောဆိုနေသလိုပဲစိတ်ဝင်စားစရာစူးစိုက်စရာတိုက်ကောင်းတာပဲ မိချိုဒီလိုပြောရင်ကျွန်တော်စိတ်ထဲ၌သူ့ကိုယူသည်ဟုထင်သည်အလကားစိတ်ကိုရင်တော်မင်းကလေးတယောက်လို့ကျွန်တော်ကမိချိုကိုယူဆ၏ကိုတို့မြဲမြဲပြန်မတကယ်လို့အင်ဒရာတင်မောဟာပြောရရဲ့ထဲစောစောရောက်ရင်ကုံတွေကိုစောစောရောက်ရမယ်ကြက်ပောင်စီကလည်းစားချုပ်ပြီးပြီဆိုတော့အချိန်မီအနံ့အောင်ပြင်မှုအချိန်ကလည်းနှီးလာပြီကျွန်တော်ဒီသူ့ပကုံကိုပုတ်ခါပြန်မှုကိုသာပြောမိ၏အမှန်တော့ငပလီကန်းချီကိုထွက်လာခဲ့ခြင်းသည်ကျွန်တော်အနားယူဖို့ဖြစ်၏ ကျွန်တော်ဒီနှစ်လလင်းတစ်ခါလောက်တတိလက္ခာမေ့၍သွားတတ်သည် ထိုယောဂပျောက်ရန်အတွက်ပင်လယ်ကမ်းခြေနှင့်တချို့နေရာများသို့ခရီးထွက်ပေးရခြင်းဖြစ်ပေသည်သို့သောကျွန်တော်ရင်တွင်သို့ငပလီကမ်းခြေ၏အလှပသည်လည်းမတိုးခွေနိုင်ငွေရောင်လိုင်းတို့ကလည်းမလှုပ်ရှားနိုင်ပေအခုရဲ့နှလုံးသားထဲမှာကြောက်ခဲရဲကြက်ပေါင်စင်းရဲနိုင်ငံခြားပစ္စည်းတွေရဲပဲရှိနေတာပဲသူဒီကျွန်တော်ပကုံးနှစ်ဖက်ကိုဆုပ်ကိုင်းကခေါင်းကိုဖြင်းညင်းစွာရမ်း၍ပြောတတ်ပေသည် ကြောက်ခဲ့သည့်ကျွန်တော်ဤကွာရီဖြစ်၍စက်ပေါင်စီမှာဘိတ်ကချမ်းဖြစ်ပေသည်နိုင်ငံသားပစ္စည်းမှာကျွန်တော်ကုမ္ပဏီမှမှားထားသည့်ကိုမိချိုကရည်ညွှန်းခြင်းဖြစ်၏ဟောတထင်းမင်းတယောက်တည်းထိုင်နေတဲ့ကိုစစ်တွေမှဝင်းတော်မင်းလင်မယားနဲ့ဖြူသည် ကျွန်တော်အနာတွင်ဖြုံးကနေပေါ်လာသည်သူတို့သည်ကျွန်တော်ဤအတွေ့များကို ဖြတ်တောက်၍ပြစ်လိုက်ကြ၏ကျွန်တော်သည်ခေါင်းကိုလည်းညှိ၏ပြုံးလဲပြုံးလိုက်၏ကဲလားကိုကိုဝင်းတော်မင်းတို့နဲ့စကားပြောရအောင် ကျွန်တော်ဒီမငင်းဆန်ပဲဖြိုနှင်ရှင်တွဲကလိုက်ပါသွားလေသည်ပင်လေလိုင်းတို့သည်ကျွန်တော်နောက်တွင်တတော်တော်ရေကကြံ့ရကြလေသည်သူတို့သည်ကျွန်တော်အားတော်ကြပေမည်သူတို့ကိုချက်တော်မိချို့အတွဲသူတို့သည်အစဉ်ယူကြုံမရဖြစ်ဟန်ရှိ၏ငါအလုံးနဲ့မပတ်သက်ဖယ်ဘသူနဲ့မှစကားမပြောချင်ဘူးဒါရီယာအဖို့ပဲမိချို့မင်းတို့အတိုင်းဝိုင်းထဲကိုကိုမတိုးချင်ဘူးကျွန်တော်ဒီမိချို့အဖော်များနဲ့တွေ့ဆုံရမည်ကြုံတိုင်းယခုလိုညင်းဆိုခဲ့၏ တချိန်သောအခါကဤပင်လယ်ကမ်းစပ်တွင်ပင်ကျွန်တော်သည်မိချိုကိုချိန်ခဲ့၏။ယခုတော့ပင်လယ်လိုင်းတို့သည်ကျွန်တော်အဖြစ်ကိုကြည်ကားတော၍ရင်မောကြပေလိမ့်မည်။မိချိုသည်ဘားကြောင့်များပင်လယ်တွင်ရောက်နေပါလေ။ကျွန်တော်သည်ငပလီတွင်ကြာကြာမနေနိုင်ပေ။မိချိုသည်ပင်လယ်ကိုကြီးစိုးနေသော အရှက်သခင်ဖြစ်၍နေပေသည်။ရန်ကုန်သို့ပြန်ရောက်ချိန်တွင် ဖြူသည်ညံ့ငယ်လိုမြူး၍နေသည်ဖြူကရန်ကုန်တွင်ပျော်ပေသည် ရန်ကုန်ဒီကျွန်တော်တို့လိုကားပန့်ရှင်များအဖို့တွားကြရကများလာ၏ညနေတွင်အနားယူမည်လားယူနိုင်ပါ၏အင်းအားကန်ဆောင်တို့လည်းတွားနိုင်၏ဘူဂျုံပန်းညံထဲတွင်လည်းရေစက်အနည်းတွင် နားနေနိုင်ပေသည်ကျွန်တော်တို့အတွေ့အနေအားပေါ်လာပေသည်သို့တော်ထိုကဲ့သို့နားကြပေါ်သည်ကိုကျွန်တော်ခုမှဂရုပြုလာပါ၏မိချိုသည်ညနေစောင်းတွင် ပန်းကြုံလေးများပေးတွင်ထိုင်ခြင်း၏ညခင်းပေါ်တွင်အိပ်ဆက်ခြင်းသည်ပင်လယ်လီကိုလည်းရှူခြင်းသည် သို့တော့ကျွန်တော်ဒီမိချိုကို အလုတ်များအများကြီးခိုင်းထား၏ရောဘာချန်ဝင်ဝင်နဲ့အမျက်တော်ကြီးစီရင်ကိုမိချိုဒီကျွန်တော်နဲ့ဒဇပွဲထဲထိုင်၍ရှင်ပေးနေလေသည်ရောဘာချန်ကိစ္စပြီးလင်အထယ်ကိစ္စကို ရောက်၍သွားပြန်သည်ငါအုံနောက်ခြောက်လှမ်းပြီးတနေ့လုံးမောလာပြီးသိရလားကျွန်တော်ဒီတခါတရံတွင်အလွန်စိတ်တို့၏စိတ်တို့တိုင်းမိချိုကိုအော်လိုက်လင်နောက်နေ့တွင်မိချိုဒီအလုတ်ကြောင့်တလုံးတစ်ပါးသာမှကျွန်တော်အားမပြောတော့ပြီမိုးလင်းလင်းချင်သာပျောက်၍သွားတော်သည် သူ့ကိုမြေထားဘုရားတွင်လိုက်၍ရှာရ၏သူသည်ဘုရားထဲတွင်လောသမားများနှင့်တလုံးလုံးဖြစ်နေသည်ကျွန်တော်ကြောက်ခဲများအိုးအိမ်ပြန်လဲထူထောင်၏ဌာနသို့အချိန်မီတွင်နိုင်ရန်အတွက်တွဲများရရန်ကြိုးပမ်းနေလေသည်ကြောက်ခဲနှင့်တွဲကိစ္စပြီးလျှင်သူသည်အထယ်ကိုတောင်သို့ပေါက်၍လာပြန်သည်ညင့်သို့ရောက်လျှင်စည်ရင်းများတပုံချင်းနှင့်ဆက်ပွဲတွင်မိအိမ်အောက်တွင်သူတယောက်ထဲကျန်ရစ်ပေသည်ကျွန်တော်သည်အိမ်ယာထဲတွင်လဲလျောင်းနောက်တနေ့အတွက်အစီအစဉ်များကိုတွေး၍နေပေသည် ကျွန်တော်ဒီမန်နေဂျာကြီးနဲ့တူကမိချိုဒီစိတ်ရည်နဲ့တူပဲဒီယခုတော့ကျွန်တော်ဒီမိချိုထိုင်သောစပွဲတွင်ထိုင်ရလေပြီမိချိုတွက်ခဲ့သောစည်ရင်းများကိုကျွန်တော်တွက်ခဲ့ရလေသည်တစ်ချက်ချက်မြင်နေသောစပွဲတင်နိုင်သည်ဆက်နနာရီကိုပြရွေးနေတော့လဲကျွန်တော်ဒီအိပ်ဖို့တည်းမရကျွန်တော်ဤကြော့ပဲရှိဇာချနောင်တဲတွင်မူခင်ဖြူဖြူသည်နှစ်ချိုက်စွာအိပ်၍နေပေပြီခင်ဖြူဖြူအိပ်နေပုံသည်ပန်းတကုံမွေရာပေါ်တင်ထားသလိုနူးညံ့ဤမွေဤလှပပြေပြေလှပါတကား စရင်စရင်စအောင်တအုပ်ပြီးတအုပ်ရှာရတိုင်းအတန်တခုခုအမိသွားမိကိုကျွန်တော်စိုးရိမ်ဖြူတရောက်ရုတ်တရက်လက်နိုးသွားမိကိုကျွန်တော်မလိုလားပါစအောင်ပုံများထဲမှာဗလာစအောင်တအုပ်ကိုကျွန်တော်ဆွဲကင်မိထိုစအောင်မှာမိချိုဝါနေစဗေဒတင်စင်ကအမဆုစအောင်ဖြစ်ပေသည် ထိုစအောင်ကိုကျွန်တော်တရွက်လန်၍ကြည့်မိပထမဆုံးတရွက်သည်မိချိုသည် သူ့ကိုယ်သူတတိပိစာများရေးထားပေသည်သူများမိမာတွေဒီဂရီရသွားတိုင်း အကိုဟာမိချိုကိုအထင်သေးတဲ့မျက်လုံးနဲ့အမြဲကြည့်တယ်။မိချိုဟာအတော့မကြဘူးဆိုတဲ့အထိပ္ပယ်ဟာအကိုမျက်လုံးထဲမှာတွေ့နေရတယ်။ဒီတော့ဒီနှစ်ဒီဂရီရအောင်မိချိုကြိုးစားရမယ်။အကိုချင်းနဲ့အောင်လုပ်ရမယ်။စာအုပ်ကိုကင်ထားတော့ကျွန်တော်လည်းများသည်တုံနေသည်။မိချိုသည်စာကြောင်းများထဲမှကျွန်တော်ကိုကြည့်နေပြန်သည်။ကျွန်တော်သည်စာအုပ်ကိုမျက်နှာလွှဲလိုက်၏။ခေါင်းကိုမော့လိုက်လျင်မိချိုသည်မျက်နှာချင်မှရှိ၏။ကျွန်တော်သည်မကြည့်ရဲ့။ ။ခေါင်းကိုငဲ့လိုက်လင်လဲဝဲရအခန်းတောက်များမှာမိချိုသည်ကျွန်တော်ကိုစီစီကြည့်နေသည်ဟုထင်သည်။ကျွန်တော်သည်စားအုပ်ပေါ်မျက်နှာမှောက်ခါအသက်ရှူမှမတတ်မော၍နေပေသည်။အလုတ်များကြားထဲမှတုတ်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 နှင့်အသက်ကြီးတက်ကတို့ကိုအပြေးလွှာတက်နေသောမိချိုကိုမျက်လုံးထဲတွင်မြင်လာသည်။ခုခင်မှာဘယ်မိမ့်မှမဆိုဒီလိုပဲလုံနေရတာပဲ။ကိုကြမှာကွက်ပြီးဒီလိုဖြစ်နေရတာမှမဟုတ်ပဲဒီနေ့စူးစမ်းလိုက်ပေါ့မိချိုကိုကျွန်တော်တော့မကျေနပ်နိုင်ပြီ ျွန်တော်ကအ í တို့ပြောလိုက်လဲမိချိုသည်မျက်လုံးဝန်းကျင်နဲ့ကျွန်တော်ကိုအတန်ကြာဆိုက်၍ကြည့်နေတတ်သည်သူ့နှခမ်းများသည်တစုံတရာကိုပြောလိုဟန်နဲ့တရွာရွာဖြစ်နေလေသည်သို့တော့နောက်ဆုံးသူသည်တက်ပြင်းတစ်ချဲရှိုက်ကာစအုပ်ဆွဲ၍ကြောင်းတို့ပြေးတော်သည်တခါတရံတွင် သူသည်တင်းနှံများကိုလွတ်ရဲသွားသည်လိုင်စင်တွေ့ဒီနေ့လိုက်နေရတာနဲ့အကို၆နိုင်ထူမှပြန်ရောက်တယ်ကြောင်းချိန်မမီတော့ဘူးဘလို့ဒီကြောင်းတက်ချိန်ရောက်ရင်ကိုမိချိုတယောက်ဆင်ကျင်များတယ်သွားသွားမိသလောက်တက်သွားမယ်ကို မိချိုဟာကြောင်းတက်ရမှာပြန်လို့ဆင်ကျေပေးတယ်လို့မထင်ပါနဲ့မိချိုဘယ်လောက်စာတင်လဲဆိုတာရင်ခွဲပြကျင်နေမိချိုဒီမျက်ရည်အဝိုင်းသားနဲ့တပိုင်းတက်လက်စာတင်နှန်းကိုတွား၍တက်သည် ကျွန်တော်သူ့ကိုဘာကြောင့်မကျေနပ်သည်ကိုတွေး၍မရပေခင်ဖြူဖြူဒီကျွန်တော်နဲ့လက်ထပ်ဆင်တွင်ကွန်ဖင့်မှခုနှစ်တန်းထက်တာသူဖြစ်သည်ပင်စီအောင်ကြီးခေါ်ခင်ဖြူဖြူဖြစ်လေသည်တို့တော့ကျွန်တော်ဒီဖြူဤပညာရေးအတွက်ဘယ်လိုမှမကြင်မနက်မဖြစ်မိပဲအကြောင်းဆက်နေဖို့ကိုလည်းကျွန်တော်မတိုက်တော်မီ။ စရင်ကိုရှင်းပြဖို့ကိုလည်းအမိတ်မပေးမိပေ။ညနေအလုံဆင်းရင်တွင်တောင်ကျွန်တော်ဒီဖြူတယောက်စောင့်နေမည်ဆို၍စောနိုင်သည်များစောစွာဆင်း၍လာခဲ့မိသည်။ကုမ္ပဏီမှစရင်များသည် ကျွန်တော်ကိုရင်မောကြ၏။ကိုတော်ဆောင်ကလည်းတော၍ကြံရစ်သည်။ရဲကြပေမည်။တောကြပေမည်။တချိန်တော့အခါကကျွန်တော်အလုံဆင်းသွားတော့လေမိချိုသည် ကိုတောင်တွင်၎င်းကုံတိုက်တွင်၎င်းကြမ်းရစ်မြဲဖြစ်ပေ၏ အလုံးစပွဲမှမိကိုမှိတ်လိုက်။ကျွန်တော်တို့ဤဂရင်ကောင်းရင်မှမိပြာပွင့်ကလေးကိုဖွင့်လိုက်သည်။မိပြာပဲရှိစပွဲပေါ်တွင်ပစ္စည်းအဆန်းများကိုကျွန်တော်မြင်နေရပေသည်။ဖဲဖြူစားဖြင့်ချုပ်ထားသော ရင်သားပုံသည်မအိတ်ခင်ကဖြူချွတ်၍ထားခဲ့ဟန်တူသည်။စပွဲပေါ်တွင်တွဲလောင်းလေးဖြစ်နေပေသည်။စကူပါနှင့်ခြေထားသောတရုတ်ဖဲလုံးကြီးများနှင့်ပတိတ်လုံးကြီးသုံးလေးတည်းမှလည်းစပွဲရှိကျင်းကလထိုင်းပေါ်တွင်တင်လျက်ရှိပေသည် ပါတိတ်လုံးကြီးသည်အစားစားရှိတော်လဲဖြူသည်90နှင့်300ကြကြာတန်ဖိုးရှိတော်လုံးကြီးကိုသာဝတ်ပေသည် ကျွန်တော်သည် လုံးကြီးနှင့်ဖဲရင်စီများကိုစိုက်ကြည့်ရမှကရင်ချေရင်သို့လျှောက်သွားမိ၏ကရင်ချေရင်တွင်ကျွန်းသားဘီတို့သုံးလုံးသည် မာမာရက်၍နေပေသည်ထိုဘီတို့သုံးလုံးတွင် ဖြူဤလုံးကြီးများအပြည့်ရှိပေသည် ကျွန်တော်သည်ကရင်မော်တက်ရန်ခြေကိုမလိုက်စဉ်တွင်ညာဘက်ခြေပြားသည်ကရင်အောက်ရှိယူနီဖောင်းတန်တစ်တာနှင့်တိုက်မိပေသည် ကျွန်တော်၏ရင်ထဲတွင်ဒိတ်ခနဲဖြစ်မိပေသည် ထိုတန်တက်တာမှာမိချို၏လုံချီတက်တာဖြစ်ပေသည်မိချို့မှာထိုတက်တာအပြည့်ပဲလုံချီရှိခဲ့သည်သူသည်ခုခင်မိမတို့အလွန်ကြိုက်သောပါတိတ်လုံချီကို လုံးဝမဝယ်ခဲ့အကယ်၍ဝယ်သည်ထအောင်မိချို့တွင်ဝတ်စားသွားလာဖို့အချိန်မရှိပါပဲကျွန်တော်သည်မိချို့ကိုခဏခဏဆူမိ၏ဘလို့ပဲချမ်းသာလို့ဝင်ဝင်ကောင်းကငွေကိုတုံးရင်စည်ရင်နဲ့တုံးစမ်းပါ ထိုနေ့ကမိချိုသည်တရှိုင်ရှိုင်ငို၏အကိုမိချိုကိုမယုံဘူးနော်ဒါကိုပင်ထက်ခါပြောကသူငိုလေသည်သို့တော်သူ့မျက်ရည်များသည်ကျွန်တော်၏အသည်နှလုံးကို မလှုပ်ရှားနိုင်ပါ သူ့ဆင်းရဲများကို ကျွန်တော်ခဏခဏဝင်၍ကြည့်သည်မိချိုဤဇာဘော်လီဘိုးသည်ဆယ်တဲကို20ကျပ်စီဖြစ်၍ဇာမပါပဲယခုပိတ်စည်းတက်၍30ကျပ်စီဖြစ်လာသောအခါတွင်မူမိချိုသည်ဘော်လီများကိုဝယ်၍မဝစ်တော်ပေ ကျွန်တော်ဒီအတွေးကိုခဏရပ်၍ဖြူဤဘေးတွင်ငိမ်သက်စွာလဲလျောင်းလိုက်သည်ဖြူဒီညအဲ့ရာဝန်ခံနေတိုင်းပိုးရှန်သားဘလောက်လက်တူကိုဝိတ်၍အိတ်၏ဘော်လီကို၎င်းရင်စည်းကို၎င်းအမြဲချွတ်၍ထားပေသည်ထိုညဝဲအင်ဂျီများမှာတထဲကို35ချက်ဖြစ်သည်ဖဲသားပုံသည်ဆယ်တဲကို40ချက်စီဖြစ်ပေသည်သို့တော့ကျွန်တော်ဒီဖြူကိုဘယ်တော့မှစရင်ပြရန်မခိုင်မိပေဂရင်အောက်ချီလိုလို့ ဗီဒီယိုများမှလို့လို့တီတိုပြောဆိုတမ်းများသည် ကျွန်တော်နားထဲတွင် စီစီညံညံကြားနေရပေသည်တခါတရံနေရံများစီမလကကျွန်တော်အကြောင်းကိုမှင်စားကလေးများက ပြောဆိုနေကြသလိုဝိုးဒိုဝါဒာမြင်နေရသည်ကျွန်တော်သည် နားကိုပိတ်မျက်စိကိုစုံတအားမှိတ်၍စူးစားအိတ်နေမိသည်တော်ကြပါတော့တော်ကြပါတော့ဘာမှမပြောကြပါနဲ့တော့ ကျွန်တော်ဤစိတ်ထဲမှာတစုံတစ်ယောက်ကို တောင်းပန်၍နေမိပေသည်မိချိုဝတ်ထုရဲ့အပိုင်း၁ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်အပိုင်း၂ကိုလည်းဆက်ဆက်စောင့်မျှော်နားဆင်ပေးကြပါဦးရှင် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်